အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့လုံရလဲလွယ်ပြီးအရသာလဲရှိတဲ့ Tanstan စာစာတုတ်တုတ်ဒီလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီအတုတ်လေးဟာဆိုရင်လွယ်ကူရိုရှင်ပြီးတော့ထမင်းမချက်ချင်တဲ့နေ့တွေမှာအလွယ်တကူတုတ်စားလို့ရတဲ့အတုတ်လေးတစ်မျိုးလဲဖြစ်ပါတယ်ကြဆန်တော့ဖို့အတွက်အရင်ဆုံးခြေထားပြီးသားဝက်သားတွေကိုငံ့ပြာကြီးနဲ့ရှက်လက်ကကြီးလေးထက်ပြီးတော့လာပြုတ်ထားပေးလိုက်ပါမယ်။အရင်နဲ့ပြုတ်ချင်လို့ရှက်လက်ကကြီးလေးထက်ပြုတ်လိုက်တာပါနော်။ ီလိုပွပွဆူလာပြီးတော့အသားလည်းကျက်ပြီဆိုရင်တော့စကားလေးနဲ့စစ်ပြီးတော့ရေဆိပ်ထားပေးလိုက်ပါမယ်။ပြီးရင်တော့အတုံထဲမှာထဲမဲ့မှုကြာဆန်တဲ့အသားချောင်းလေးတွေကိုတိတ်ချလေးရေးဆေးသက်ဆိုင်ပြီးတော့လောက်ပြုတ်ထားပေးလိုက်ပါတယ်နော်။ ြုတ်ထားပြီးတဲ့အသားချောင်းမှုန်တဲ့ကြဆန်တွေကိုရေအေးအေးလေးနဲ့ဆေးထားပေးရပါမယ်နော် မဟုတ်လို့ရှိရင်ဆေးကပ်ပြီးတော့ဖြစ်နေတတ်လို့ပါအလုံးအစင်သေးဖြစ်သွားပြီဆိုရင်တော့ကြက်တော်နေခရမ်းချင်သေးတရုတ်နန်းနန်းနဲ့တံပြာသေးလေးတွေကိုအစင်သေးလာထူထားပေးလိုက်ပါမယ်။ ကဲအခုဆိုရင်တော့ကြာဆန်တုံးလေးစတုံးလို့ရပါပြီရှင်။ပုံမဲ့ခွက်လေးတစ်လုံးထဲကိုငံပြာရီထိုင်းကပိရီနဲ့ဓဏီတကြအချုံမို့ထောင်းထားတဲ့ငရုတ်သီးနဲ့တံပြာရီညှစ်ထက်ပြီးတော့ရောမွေထားပေးလိုက်ပါမယ်။ဒီနေရာမှာဓဏီတကြမရှိတဲ့သူတွေကထညက်ခဲကိုတုံးလို့ရပါတယ်ရှင်။ နည်းတကြားလေးတွေပျော့သွားပြီဆိုရင်တော့အတုံးထဲထည့်ဖို့အစင်သိလုထားတာလေးတွေကိုထည့်ပြီးတော့တုတ်ထားပေးလိုက်ပါတယ်နော်။ ကဲအခုဆိုရင်တော့ပဝင်ပစ္စည်းနည်းနည်းလေးနဲ့လုံးရလဲလွယ်တဲ့ Tanstein ကြဆန်းတုတ်လေးရပါပြီရှင်။ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။